မီနာဆန်ခွန်နီချီဝါဒီနေ့ကတော့ N2 ခန်းကြီးမာစတာရဲ့ဆန်ဂျူဟာချီနီချီကိုဆက်ပြီးတော့လေ့လာကြမယ်ပေါ့နော်အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဒီခန်းကြီးလေးတွေအဲ့တော့ဆက်ပြီးတော့အသေးစိတ်ကိုဆက်ကြည့်ကြမယ်အဲ့တော့ဒီနေ့က133လုံးမြောက်ခန်းကြီးရောက်သွားပြီအဲ့တော့ဒီခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးရဲ့ဥယျာဉ်မီခွေမျိုးအရင်ကြီးကြမယ်သူ့ရဲ့ဥယျာဉ်မီအနေနဲ့ကဘာလဲဆိုတော့တိုင်းအဲ့တော့ဒီတိုင်းလေးကိုအာဘယ်နေရာမှာသုံးလဲဆိုရင်တိုင်းဒိုဆိုပြီးတော့သုံးတယ်ဗာလဲတိုင်းဒိုဆိုတာကအပြုတ်အမူကိုပြောတာဒီဒိုလေးကကြတော့ ခွန်းတိုတို့မိနဆန်တို့တွေ့နေကြပါလေခွန်းတိုတို့အချီတိုတို့မှာသုံးတဲ့ခန်းကြီးလေးဖြစ်ပြီးတော့တိုက်တိုနဲ့ပေါင်းလိုက်တော့ကြတော့အပြုအမှုဖြစ်သွားမယ် ။နောက်ထပ်တစ်ခုကဘာလဲဆိုတော့ King Q G Tie ဆိုတဲ့ဟာမှာတုံးတယ်ဒီ Tie လေးကိုနော်။ King Q G Tie ဆိုတဲ့ King Q ကိုတည်ပြီးသားဘာလဲဆိုတော့ and 3တွေကတင်လာခဲ့တာဘာလဲဆိုတော့အရေးပေါ်ကိုပြောတာ။ King Q ဆိုတာအရေးပေါ် G Tie ဆိုတာကအခြေအနေဒါရှီကိုတိုရောဘာလို့မှလည်းတုံးတယ်ပြီးတော့ G ခိုရောဘာလို့မှလည်းတုံးတယ် G လေးနော်။ G ခန်းကြီးလေးခိုတိုဆိုတဲ့ခန်းကြီးလေးပေါ့နော်။အဲ့တော့ဘာလဲ King Q G Tie ဆိုတော့ဘာဖြစ်သွားမှာလဲအရေးပေါ်အခြေအနေဖြစ်သွားမယ်။အဲ့တော့ဒီ Tie လေးက သူ့ရဲ့တုံးတာကပါလဲတိုက်တို့ king qg တိုင်းမှာတုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘလို့မှတ်ကြမလဲမှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီအပေါ်အပိုင်းနည်းရဲ့အောက်ပိုင်းနည်းရဲ့ပေါ့နော်အဲ့တော့ဒီအောက်ပိုင်းနည်းကကြပါလဲဆိုမင်းဆန်တို့တည်ပြီးသားခိုခိုးတို့ဆိုရဲနှလုံးသားဆိုပြီးတော့ပြောလို့ရတယ်အပေါ်အပိုင်းနည်းကကြတော့ပါလဲဆိုတော့ no လို့ခုဆိုရဲစွမ်းရည်ကိုပြောတာအဲ့တော့နှလုံးသားကစွမ်းရည်မကောင်းဘူးဆိုရင်ဘာဖြစ်မှာလဲအရေးပေါ်အခြေအနေဖြစ်မှာပေါ့နှလုံးသားကစွမ်းရည်မကောင်းဘူး no လို့ခုဆိုရဲခန်းစီလေးအဲ့တော့နှလုံးသားက no လို့ခုမကောင်းစွမ်းရည်မကောင်းဘူးဆိုရင်ဘာဖြစ်မှာလဲဆိုတော့အရေးပေါ်အခြေအနေဖြစ်မယ် king qg die ဆိုပြီးတော့မှတ်လို့ရမယ်နော်အဲ့တော့ဒီဟာ133လုံးမြောက်ခန်းကြီးလေးဟာတိုင်းတူတို့ခင်ကျူကြီးတိုင်းတို့မှာတုံးတဲ့ခန်းကြီးလေးဖြစ်သွားမယ် ဟုတ်ပြီအဲ့ဒါဆိုရင်ဆက်ပြောကြည့်ကြအောင်နော်134လုံးမြောက်ခန်းကြီးရကြဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ဥယုံမီအနေနဲ့ကတော့ artist ဆိုပြီးတော့ထွက်တယ်ဒီ artist လေးကိုဘယ်နေရာမှာသုံးလဲအဲ့တော့ခက်ခက် artist ဆိုရဲဟာပေါ့နော်ဒီဟာလေးကတည်ပြီးသားပါလဲချီဆိုရဲသွေးသွေးခန်းကြီးလေးနဲ့အဆစ်ဆိုရယ်ပရက်ရှာပေါ့နော်ဖိအားဆိုရယ်ခန်းကြီးလေးနဲ့ပေါင်းလိုက်တော့ဘာဖြစ်သွားလဲသွေးဖိအားကိုပြောတာပေါ့ เนาะအဲ့တော့ဗာလဲခက်ချစ်အစုကသွေးဖီအားအဲ့ဒါနဲ့သူကလုံးဝမတူတဲ့ဟာမျိုးဗာလဲဆိုအရှောဆိုတာကကြတော့သူကကြဒီနှစ်ခုပေါင်းလိုက်တော့ချီဆိုင်စက်လေးကကြတော့အတန်ကဟိုဟာဖြစ်သွားမယ်เนาะအဲ့တော့အရှောဆိုပြီးထွက်မယ်ဗာလဲအပြက်အသက်အောင်နိုင်ခြင်းဗာလဲ ရှောကတော့တည်ပြီးသားပါလေခတ်စုဆိုတဲ့ခန်းကြီးလေးအနိုင်ရတယ်ဆိုတဲ့ခန်းကြီးလေးအဲ့တော့ဒီအချစ်နဲ့အခတ်စနဲ့ပေါင်းလိုက်တော့ဘာဖြစ်တာလဲဆိုတော့အရှောဆိုတဲ့အပြက်အသက်အောင်နိုင်ခြင်းဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်သူကလည်းလွယ်တယ်ဒီအပေါ်အခန်းကြီးလေးကကြာဘာခန်းကြီးလေးလဲဆိုတော့ဂန်တာတဲ့ဆိုတဲ့ဂျောက်ကပားကိုညှို့ညွှန်းတဲ့ခန်းကြီးလေးဖြစ်တယ်။အဲ့တော့ဒီခန်းကြီးလေးကကြာတော့မြေကြီးစွချီဆိုတဲ့ဟာကိုညှို့ညွှန်းတဲ့ခန်းကြီးလေးအဲ့တော့ အဲ့တော့ဘယ်လိုမှတ်ကြမလဲဆိုရင်ဂျောက်ကပားကမြေကြီးပေါ်မှာဆိုရင်သွေးဖီအားများတယ်လို့မှတ်ထားလို့ရတယ်။ဗာလဲဂျောက်ကပားပေါ်ကဂျောက်ကပားကမြေကြီးပေါ်မှာဆိုရင်သွေးဖီအားများတယ်ခစ်ချ်အာချ်ဆိုပြီးတော့မှတ်လို့ရတယ်။အဲ့တော့ဒါလေးကအာချ်ဆိုတဲ့ခန်းကြီးလေးဘယ်မှာသုံးလဲခစ်ခစ်ချ်အာချ်ရဲ့ပြီးတော့အာရှောဆိုတဲ့အပြတ်အသတ်အောင်နိုင်ခြင်းမှာသုံးတဲ့ခန်းကြီးလေးဖြစ်သွားမယ်။ ဟုတ်ပြီအဲ့ဒါဆိုရင်135လုံးမြောက်ခန်းကြီးလေးကိုဆက်သွားကြမယ်เนาะ135လုံးမြောက်ခန်းကြီးလေးဒီခန်းကြီးလေးသူ့ရဲ့ခုံးယော်မီနဲ့အုံးယော်မီနဲ့ကြည့်မယ်အဲ့တော့ခုံးယော်မီအနေနဲ့ကဘာလဲတီးပြီးသားဘာလဲခီစုဆိုတဲ့ခန်းကြီးလေးဒန်ယာမှာသုံးတဲ့ခန်းကြီးလေးပေါ့เนาะအဲ့တော့ဒီအားကြမှုလေးနဲ့ဆိုရင်အီတာမှုဖြစ်သွားပြီးတော့နာကျင်နဲ့ဒန်ယာရတယ်ဆိုတဲ့အသေးပေရတဲ့ခန်းကြီးလေးဖြစ်သွားမယ်။ဗာလဲခီစုဆိုတာကကြတော့ဒန်ယာဖြစ်သွားပြီးတော့အီတာမှုဆိုတာကကြတော့နာကျင်နဲ့ဒန်ယာရတယ်ဆိုတဲ့ အဟာမှာတုံတယ်အဲ့တော့ဟုတ်ပြီအုံးယောင်မီကိုဆက်ကြည့်မယ်အုံးယောင်မီက show ဆိုတဲ့ခန်းစီလေးဖြစ်သွားပြီးတော့သူကဘာလဲဆိုရင် ju show ဆိုပြီးတော့တုံတယ် ju ကဘာလဲ open ခန်းစီလေးလေးတာဟုတ်တယ်မလားအဲ့တော့လေးတယ်ဘာလဲဒန်ယာလေးတယ်ဆိုတော့ဘာသာပြန်လိုက်တော့ဘာဖြစ်တာလဲပြင်းထန်တဲ့ဒန်ယာဆိုပြီးတော့ဖြစ်သွားမယ် เนาะဒန်ယာလေးတယ်ဆိုတော့ဘာဖြစ်တယ်ပြင်းထန်တဲ့ဒန်ယာဖြစ်သွားမယ်ဂျူးရှောဆိုပြီးတော့သုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးနဲ့မှတ်ပုံမှန်နီကိုကြည့်ကြမယ်မှတ်ပုံမှန်နီကကြတော့နှစ်မျိုးပေါ့เนาะနှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒါလီယာကြတော့ဒီဒါလီယာတည်ပြီးသားเนาะအော်လူခန်းကြီးလေးအဲ့လူခန်းကြီးလိုပဲဒီအပွားဟာလေးကဗျောင်းမြန်လေးဆိုလူတွေလို့မှတ်လိုက်မယ်ဒီနှစ်ခုเนาะ လူကိုဖြောင်းမြန်ပုံစံလေးလုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ခါတာချီလေးနဲ့ပဲဒီအပိုင်းလေးကိုမှတ်လိုက်မယ်ဆိုရင်လူတွေလူနှစ်ယောက်ထပ်ပူရဲဆိုတော့လူတွေကဘာဖြစ်တာလဲဆိုတော့ဒီယောဆိုတဲ့နေနေပေါ့နော်နေကိုမှလည်းသုံးတဲ့ခန်းကြီးလေးပေါ့နော်ယောဆိုတဲ့ဟာနေနဲ့နီးရဲဆိုရင် ဘာလဲဆိုတော့လူတွေကနေနဲ့နီးရင်ဘာဖြစ်သွားလဲဆိုတော့ခီစုဒဏ်ရာရတက်ကြပါဆိုနေအရန်ပူတယ်ဆိုပြီးတော့မှတ်ထားလိုက်တယ်လူတွေကနေနဲ့နီးတယ်ဆိုရင်ဘာဖြစ်သွားမလဲဒဏ်ရာရတယ်လို့မှတ်ထားလို့ရတယ်เนาะအဲ့တော့အဲ့တော့ဒီခန်းကြီးလေးကိုပြန်ပြောမယ်အဲ့တော့ ခွန်းရော်မီအနေနဲ့ကပါလဲခီစုရဲ့အီတာမှုရဲ့ဖြစ်ပြီးတော့ show juu show ဆိုတာကကြတော့ပြင်းထန်တဲ့တန်ရာမှာသုံးတဲ့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့135လုံးမြောက်ခန်းကြီးလေးကလည်းပြီးတော့ပါပြီအဲ့တော့ဒီနေ့ခန်းကတော့ပြီးတော့ပါပြီမိနာဆန်အာရီကတိုဂိုဇိုင်းမတ်မတ်တနေဘိုင်ဘိုင်